ဆရာတို့ရအောင်မလုပ်မကြိုက်လေခင်ဗျာသဘောမဟုတ်ဘူးဒီဗီဒီယိုထဲမှာမြင်တွေ့ခဲ့ရတာကတော့တရားဟောပြမယ်ဆရာတို့ခင်ဗျာကိုတရားနာပိဋကတ်ထဲကဓကမတယောက်ကနေပြီးတော့နင်လားငါလားရန်တွေ့နေတာဖြစ်ပါတယ်ဒီပြဿနာရဲ့အကြောင်းရင်းဟာဘာလဲဆိုတာကိုဗီဒီယိုလေးကြည့်ပြီးတော့ရှစ်ခိုးတော့ခင်ဗျာခင်ဗျာခင်ဗျားလားရှစ်ခိုးလားဟန်ကောင်းရှစ်ခိုးလားသူတော်ကောင်းဘက်မပါဘူးအပတပည့်တော်လေးမောင်းထုတ်လိုက်တဲ့ဆရာသားမင်းရနေပြီးတော့ မောင်းထုတ်လိုက်တော့သူညိုင်းမှာငမကိုဆေးသွားခုတော့အဲ့ဒါပက်ဆာ2000ပေးပြီးတော့သူညိုင်းမှာ10ရက်လောက်တဲကိုပြီးရတယ်။ဒီအောင်ထဲမှာသွားတဲရေဆိုတော့ကို့မှာဟုတ်လားပက်ဆာမပေါ်လို့အလကားရလို့သွားတဲရတာဆေးကိုဖို့သွားတာသွားရင်လည်းဝမ်းနေပြီးမိုးလိုက်တာချလိုက်လို့ဥကြော်လေးတရုပ်လေးတပိတော့ခေါင်းလေးသူ့လဝါးဆောင်နဲ့ဖြက်ရချောင်းတိနဲ့ကံမြောက်ခတ်တိဆုပ် ရားတော့ပြောဆရာတော့မင်းကျေလို့ပြောမှာဆရာတော့မတုံလို့တော့နော်ဘယ်ဟာကြီးဆွဲနေလို့ဖြစ်တာဟောလို့မကောင်းတာကြီးဆွဲဆွဲတဲ့အတိုင်းဖြစ်အဲ့ဆွဲမပြုတ်ပြရတော့နောက်နောက်တိုင်းဖြစ်ဦးမှာပဲဒါတပည့်တော်ကတော့မဖဲချောက်တော့နိုင်ရမှာလေအကောင်းဆုံးရှိတယ်တိတ်တယ်ဒါပေမဲ့တပည့်တော်လွတ်အောင်ရှောင်တယ်အကောင်းဆုံးဆိုတဲ့တမချက်နောက်ကိုတပည့်တော်ဟုတ်လားလွတ်အောင်ပြင်မယ် ကောင်းတဲ့နေရာမှာလည်းမနေဆိုးတဲ့လူနဲ့လည်းပတ်သက်ဘူးကောင်းတဲ့လူနဲ့လည်းပတ်သက်ဘူးလို့လွတ်သွားတဲ့နေရာမှာပဲနေတော့မယ်ပို့အောင်တော့မယ်လို့မိယာတိယာတွေရှာမနေတော့ဘူးလို့ဟိုလေသူလောက်တယ်လို့မယူနဲ့လေကိုလောက်ခဲ့လို့ကိုခံရတာအဲ့လိုမှအကျွေးချင်မှာပေါ့ကိုလည်းလုတ်ခဲ့တယ်သူကအခုလုတ်တယ်လုတ်တယ်လူကပြန်ခံရမယ်ပစ္စုပန်စေယုံမောင်လက်ခံတာလို့အဲ့လိုအဲ့လိုဂျာဖြက် စိတ်တဘောထားတွေကိုလက်ခံလာပုံထုတ်ခဲ့တာလည်းပါမယ်သို့တော်ညာလည်းပြစ်ဆုံးပံစိတ်ရုံမှောင်ကိုဆရာတော်လက်ခံလာသူတို့လုပ်ခဲ့တဲ့ပြစ်ဆုံးပံစိတ်ရုံမှောင်ဟောကံစီမံတော်ဘုရားတော်ကားမရဘူးလေကိုယ်လုံးခဲမှာတော့ကိုပြန်ခမ်းမှာပေါ့အဲ့ဒါမခံနိုင်တာပြည့်နေတာလေဆရာတော်ရဲ့သာသနာပြုခရီးစဉ်မှာတပည့်တော်ကိုဘယ်သူမှလက်မခံနိုင်တဲ့ကိစ္စကိုဆရာတော်ထည့်သွင်းပြီးတော့စဉ်းစားဖို့မလိုဘူးလားဆရာတော်လို့တော်လဲတာလက်ခံတဲ့လူရှိတယ်လက်မခံတဲ့လူရှိတာပဲလေ အဲလက်မခံတာနဲ့မလုပ်တော့ဘူးဆိုရင်ဒါကို့အမှားပေါ့ဆရာတော်ကောင်းလဲဆိုပြီးမှဆရာတော်တပည့်တော်ကလေးဆိုင်နေအခုလိုမျိုးဆရာတော်တပည့်တော်ကဖြစ်နေလို့ဆိုရင်ကိစ္စလေးတပည့်တော်ကဟဲ့လားတင်ပြခွင့်ဆရာတော်စီမှာရခဲ့ဘူးလားဘယ်လိုခုလည်းတင်ပြနေရမယ်မလားဒီလိုပဲပြောနေရမယ်ရခဲ့မှာဆရာတော်လည်းတပည့်တော်ဆုံးဆောင်မှုရမှာဘာဖြစ်နေလဲဒီလိုတဲ့အခြေအနေကိုပေါ်ပြနိုင်တဲ့ဆရာအကုန်မှရှိရတယ်ပြောခွင့်ရှိတာလား ဟုတ်တိတိရဲ့ပြောဒီဒီလူတိုင်းကဒီလိုခံကိုတယောက်တည်းမဟုတ်ဘူးပြီးတော့ဆရာကတရားနဲ့ဆောက်ရှောက်တာကာယကံနဲ့မဟုတ်ဘူးဒီလိုနေရာမှာအများစုရှိနေရမှာအခုကလူကုန်လူသွားတော့မှตายရသေးတယ်ဒီမှာဘာဖြစ်နေတာလဲဒီမှာတိုက်ခိုက်နေတာနှောက်ရှက်နေတယ်တကဘာလုံးတနိုင်ငံလုံးတိုက်ခိုက်နေတာနှောက်ရှက်နေရလေကွာလိလာကြည့်ပါဦးဒီနေရာပဲဖြစ်ရင်တော့ကိစ္စမရှိဘူးပေါ့ အများမှဖြစ်လို့ဒီကိုဒီမှာဖြစ်တာအများမှဖြစ်တဲ့လောက်ရတရားဒီကိုကူးဆက်လာတာလောက်ရတန်ရပြောရဆိုရင်လို့ကိုအရေးချင်းတူတဲ့လူကကိုရဲ့အရေးတွေးတာဘုရားရဲ့အဆုံးအမလက်ညာရအရေးချင်းတူနေတဲ့လူကိုခေါ်ဘူးလားလို့ဒီဝတ်ကအရေးချင်းတူနေတဲ့သဘောကိုစောင့်နေတာမဟုတ်ဘူးလားလို့သူ့ရဲ့စိတ်သဘောကကိုရဲ့စိတ်သဘောနားလေအလိုက်ထက်တူနေအောင်တစ်ခါတည်းကြောက်ဖို့ဆုံနေတာမဟုတ်ဘူးဘုရားရဲ့အဆုံးအမတူလိုက်နာပုံလိုက်နိုင်ပြီးသွားနေပြီ ကိုစိတ်နဲ့ကိုစိတ်နဲ့တစ်ထက်တည်းကြောင့်ကိုကြိုးစားနေတာပေါ့ကိုရင်လိုက်နာလိုက်ပါလားကိုကမလိုက်နာလို့မလိုက်နာတဲ့လူချင်းတွေ့တာပေါ့ကိုကလိုက်နာနေတော့ကိုစိတ်နဲ့ကိုအေးချောင်းနေတယ်လေကိုနောက်ရှက်နေတယ်ဆိုရင်သူ့စိတ်ကိုကိုကဘယ်လိုပြန်ဆက်နိုင်လဲလို့အဲ့တော့ခံဒီဝါဒီဆိုတာလက်ကုန်ခံတော့နောက်ရှက်တဲ့စကားအတိတ်ကကိုနောက်ရှက်ခဲ့တဲ့ကံလေအခုဒါကိုကမျိုးစစ်ပန်နိုင်ပါမလားလို့အဲ့ကောင်ပဲပုံချညမ်းပေရောက်သွားပြီလေဆိုလိုချင်တာအခုအခုလက်ရှိဒီလိုနားလေတာညံပါ အခုလက်ရှိပြဿနာမှာကိုညာကိုရဲ့လုံရနဲ့ကိုရဲ့အပြုကိုကိုရဲ့စိတ်သဘောထားရတစ်ခါကနားလည်နေတာပဲသူကမကောင်းတာနဲ့ကိုအငြင်းရဒုက္ခပေးနေမယ်ဆိုကိုကလည်းအငြင်းနဲ့ပဲဖိဆက်နိုင်တယ်လို့မဟုတ်တော့ဖရားတော်မှာတတိတော်စာပေပရိယတိတွေညှိလာပါတယ်နောက်ဆုံးဒုက္ခတွေမခံနိုင်ဘူးတော်ရခိုဝင်သွားတယ်ဟာကျန်ကိုဆင်းရငြိမ်းပြီးစုရဲ့ဆိုတာမှဒါကာရတာတွေရှိတယ်ဖတ်ရှုပြလာတယ် ဟုတ်တခါတခါတလေပါအမြဲတမ်းမဟုတ်ပါဘူးအမြဲတမ်းထွက်ရှောင်သွားတာမဟုတ်ထိုင်နေတဲ့ဒုက္ခထိုင်နေတဲ့ဒုက္ခစားနေတဲ့ဒုက္ခအိတ်နေတဲ့ဒုက္ခဖေးဆက်နေတာလေဒါကုန်ရင်လို့ကိုကရှောင်ဖို့ဆိုရင်ကိုအိမ်ကိုအိမ်ရာကိုကိုကပြေးသွားတာဆရာတော်ပြောပြရလားဒီလိုလုံနိုင်တဲ့စွာအားကိုဒီဝိညာဉ်နဲ့ဆိုကိုပါဖြစ်သွားတယ်ဟုတ်ပါပါဆရာတော်

မင်းတို့လက်စားချေတတ်တဲ့အာလို့ပေါ့လေလက်စားချေဖို့အတွက်မထိတ်မတ်တဲ့မကောင်းတဲ့စိတ်တွေပေါ့လူကအမှားပါပဲသူ့ဘာသူအော်တိုရပါတယ်နော်တတိယအော်တိုဝင်ပါလေတတိယလုံးမှုတော့မင်းတို့ကကျုပ်ကျုပ်ရဲ့စိတ်သဘောထားလေတတိယပြောလိုက်လို့ဆရာတော်ဆရာတတိယအမိမတက်ဘာပေါင်းတဲ့ဆိုတာအကြမခံဘူးလို့ တ်မခံဘူးအလုံးဒီဒီပဲအလုံးမတက်မခံလို့တပိတော့ဘူးမမကောင်းဘူးဘူးမကောင်းဘူးမိမတက်ဘူးတပိတော့ကိုလည်းမကောင်းသူလည်းမကောင်းဘူးအမိမတက်ဘူးစွာမိချင်းဆိုပြီးသွားတယ်တသားလည်းပဲဘောင်းသားနေလို့လည်းနေလို့ရတယ်ဗညင်လို့လည်းနေလို့ရအမိတက်လိုက်တာနဲ့အမိပေါ်ကြောက်သွားပြီးတုံးချခိုင်းပါမယ်ဘဝကိုလက်မခံဘူးလို့ဒီရောဘဝအဲ့လိုဖြစ်နေလို့ညောညောအားနေလားလို့ဟမ်ဒီရောကြောက်စစ်စာကိုတော့ချမ်းသာပါပြီလို့စိတ်ရခံဖို့မလိုတော့ဘူးလို့ အနတ္တဆိုတော့သူ့ရဲ့ကိုယ်ပိုင်သူ့ရဲ့လွတ်လပ်မှုနဲ့သူ့သဘောလွတ်လွတ်လပ်လပ်ကိုယ်ကနေတတ်သွားတာလို့အဲ့ပြန်ဟော ဟုတ်လားမိုက်တာမဆရာတရားမလာဘူးမကြွနဲ့ခေတော့တော့မဟုတ်ဘူးဟုတ်လားဆရာတရားတို့ကတိတ်နေရလေပြီတိတ်ဆုံးရှုံးနေပြီတိတ်အောင်ရောက်နေပြီအနာမခံတော့လူတော့ပြီးသွားလိမ့်မယ်ခံစားချက်တွေပေါ့ထုတ်ဖို့ပြေးပြေးပြေးဆိုခေတော့အဲ့အဲ့ကလက်ခံတယ်ဆိုပြကောင်းပြီအဲ့စလိုပြောရေကျဲကျဲတိတ်နေမှုမွေပြောအဲ့လိုပြောအဲ့လိုပြောရင်နားထောင်မယ်နားထောင်ပြေးရောမတော့လေတော့လာအောင်ညီမနော် အားမပါနဲ့စကားပြောစိတ်ဆော်တတိကအဲ့လိုတတိပဲအဲ့ဒါဆိုကြောက်လေအနန္တကျေးဇူးရှင်မယ်ဟုတ်ပြီဟုတ်ပြီအားမပါနဲ့စိတ်ဆော်တတိကဘာဘူးကြောက်တယ်ပြောသူလက်ခံကြောက်ရကြောက်ရဥပမာစိတ်ဆော်ရနော်အဲဆော်မမောင်းနေမောင်းရေးပါကြလားအရင်ကတောင်းတာအရင်ရေးပါကြလား ်ရုပ်ပြပါပြတော့နားတော့မလားဒါဒီအိန္ဒိယမှာနေ ကိုမလိုက်ဘူးတဲ့ဟုတ်တော့တော့တော့ပြောတာတော့ရေတော့ရေဟိုးမတော်နေအဲ့ဒါတွေကကြုံညံမှာကိုမွေးကိုကွက်ထိတိလေးလေးရှိရှိလေးလေးမြင်သွားပြီဆိုတော့ဆရာတို့စကားပြည့်မြတ်တယ်ကျုပ်ကနားလည်နိုင်တဲ့စွမ်းအားတွေတိတ်ကွဲပုံပေါ်ထုတ်ဖို့မလိုဘူးတားပြီးတော့လက်ခံလို့နှလုံးသားမှာရဲနေတယ်ဆိုတာကိုထင်ရှားအောင်သူပုံပေါ်ပြောနေတာလို့သဘောပေါက်လားလို့ကျုပ်ကလည်းရှေ့အတိညာချစ်နေတယ်ဆိုတာအဲ့ဒါပဲကျုပ်အရင်ချစ်တာအိန္ဒိယကနေ ရအောင်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 ဒီနေ့တော့အရင်ရင်းမရှိဘူးသူကအလိုနည်းနည်းလေးပောက်ကွဲလိုက်ရမှနဲ့ခြေနဲ့တော့ဆီရတော့ပောက်ကွဲရရင်လည်းဆီရတော့နောက်မှလည်းနောက်မှကျေစုရှိရတော့ကျေစုရှိနောက်မှတော့အရင်ကျေစုရှိအောင်ဘယ်လိုလဲသိတာဆရာကျန်နေတယ်ဆရာမလားဆရာတော်ရအောင်အဲ့ဒီကိုတော်ကဆီရတော့တိတ်ကိုခွဲချတယ်ဆရာစုကတော့ဆရာလေးဆရာလေးထင်းနေမွေးတယ်ဆရာလေးရှင် ဟုတ်ပါဘူးဆရာပြောင်းဟုတ်လားဟုတ်ပါတယ်ဟုတ်ပါဆရာဆရာလေးတွေထင်နေတာဟုတ်တယ်လုံးလည်းမလည်းဆရာဆရာလေးတွေဝိုင်းထင်နေတယ်။ဒါလည်းလက်ဆက်။ဆရာလေးထင်နေ။ဆရာတို့ကနောက်မှဒီခောက်ခလိုက်။နောက်မှကျေးဇူးရှင်။ဟုတ်ပြီ။ဆရာတို့ကနောက်မှကျေးဇူး။ ရားတဲ့စကားတွေကတော့ဝတိပွင့်ရတယ်။ဘာလို့လက်ခံနိုင်လဲဆိုတော့ကိုယ့်ရဲ့နှလုံးသားတွေကစိတ်ကြဲနေလို့။မင်းဘုရားတို့နောက်မှလက်ခံတာအိန္ဒိယအရင်အိန္ဒိယမှာကောင်းတဲ့နေရာဒေသဘုံတွေရှိသေးတယ်။မဲချေထားတယ်။ကိုယ့်ရဲ့စိတ်နှလုံးသားတွေအဲ့မှာအဲ့ဒီကိုရောက်နေမယ်လို့ အဲ့ဒါကြောင့်လေရောက်အောင်သွားဖို့ကိုကပူပေါင်းဖို့လေဆရာဘုံခြံထားခဲ့ဖို့မလို့မလို့မခြံထားမခြံထားအကရန်ကောင်းလို့ပြောရင်ဟာပြမဲ့အတိရောင်ချက်တယ်ဆိုတာမငါ့ရဲ့အတိရလေဘလို့ညင်းညင်းချက်ချက်ခါနာနေလေဆိုအတိရောင်ချက်တယ်ဆိုတာသူ့လိုကူလိုကူထုတ်စေအောင်ကာကာစိတ်ဖို့အရိယာနဲ့ဝင်စားရဖတ်ထားရအဲ့တော့အဲ့တော့သွားမယ် ဆရာတော်ဒီနေ့သွားမယ်အမြန်ဆုံးလေလံနဲ့ပို့ပေးမယ်ဘုရားလိုက်ခင်မယ်အဲ့ဒါကြောင့်မင်းတော့ဘုရားကျေသူတော်လိုက်လုပ်ပြီးလာပါဘူးအကောင်ဘုရားပေါ်တော်လိုက်လုပ်ပြီးအကောင်ဘုရားနောက်ကနားထောင်နေတယ်မှာလေးအကောင်လက်ခံနေနော်ဟောတရားနာမယ်တရားထမ်းမယ်နော်ဟုတ်ပြီရေအဓိကတော့ကိုယ့်အကြောင်းကိုသိအောင်လုပ်တာတရားပဲလေအဲ့လိုလုပ်ချင်ခြင်းဒါသူ့အကြောင်းလည်းစကားနဲ့ပြောရမှာမဟုတ်တော့ဒါလက်တွေ့လုပ်နေတဲ့ဥစ္စာတွေပေါ့သူစိတ်ကဘယ်လိုလဲဘယ်လောက်ကျန်လဲဆိုတာ ဒါရီယဘလို့ရိုက်ဆိုင်လဲဆိုတာရီယတခြားလူလည်းတည်တယ်။နောက်ကာကံရှင်လည်းပြန်တည်မယ်။အဲ့ဒီအဲ့ဒီအတိုင်းပဲဘယ်လိုမဆိုလုပ်နိုင်တာ။ဒီကတော့ဆိုမယ်လေမျိုး။ဆရာတော်လက်တွေ့ကြုံရတာလေအပြေရောဂါလူတွေကြောင့်မပြောနေဘူးဒါ။ရင်းသားထဲမှာတရားလုံတာမှဒါစိတ်ကဖောက်ပြန်လာပြီဆိုရင်တော့တော့မကြည့်ပါဘူးဆိုရင်ခမတောင်ရက်ဆက်ချမ်းကျုပ်သွားတာပေါ့။ဒါမဲ့ကိုယ်အဖြစ်ကိုကိုယ်မမြင်တော့ဘူးပေါ့။သူများကလည်းအဖြစ်ပြောရတာပေါ့။ ဘူးကမကောင်းဘူးကိုယ်ကဘယ်လိုလုပ်ရဲပါနော်ဒီကန်းကျတော့ဒါသူများမကောင်းတယ်ဆိုတာကမိသားစုဘဝထဲမှာဟာချုပ်ရတာပဲကိုမိသားစုထဲမှာဟာခွဲခြားတာတွေတက်လိုက်တာတွေအဲ့ဒါတွေကချုပ်ရမှာအဲ့ဒီကနေပြီးတော့ရရွာနဲ့ပတ်သက်လာမယ်ဒီပညာရေးဆိုလဲကျောင်းလူကျောင်းသားတွေနဲ့ပတ်သက်လာတာကြီးနိုင်ငံချင်းတွေချုပ်မှာပဲအလုံးလုံးရင်လည်းအလုံးလုံးအချင်းချင်းပေါ့ ဘုန်းကြီးဒီလာရှင်ဝင်လာဘုန်းကြီးဒီလာရှင်ချင်းချင်းလူကြီးနိုင်ငံရင်းတွေကကြုံဝကြုံရမှာအဘာမဆန်းတဲ့ကိစ္စမဟုတ်ဘူးကွာအဲ့ဒီရှားရရပဲကွာခုလိုကောင်းဖို့လုပ်နေအောင်ကြိုးစားအောင်ဟိုမတရားဆွတ်ဆွဲပါတော့ပြီးတော့ကိုယ့်ရဲ့အဖြစ်ကိုအနာအုံတုံးနဲ့စွာပါကိုယ်ရဲ့အဖြစ်ကိုပုံကြီးချေပေါ့အဲအဲ့ဒါတွေကအများကြီးဖြစ်နေကြ